2025ခုနှစ်ဇော်လိုင်လ21ရက်နေ့စနေနေ့မနက်6:00နာရီဂျိုလိုကပေးပို့တဲ့အချက်လက်တွေကတဘာဝဘေးရနယ်ကြာရောက်နေတဲ့မြန်မာပြည်ကိုဘယ်လိုနေရာတွေမိုးတဲထန်စွာ ရောင်းနိုင်လဲမိုးများနေလဲဆိုတာဆက်လက်လေ့လာကြမှာဖြစ်ပါတယ်ကျွန်တော်တို့လေ့လာတဲ့ကျွန်တော်တို့ရဲ့ဤစနစ်ရလေစီးကြောင်းနဲ့အပူချိန်များကိုကျွန်တော်တို့စတင်ပြီးတော့လေ့လာမှာဖြစ်ပါတယ်ဒီကနေ့မနက် လေစီးကြောင်းတိုင်းတာကြမြအရာပင်လယ်ပြင်နဲ့ကပ်ရဲ့လေစီးကြောင်းဟာအိန္ဒိယသမုဒ္ဒရာကနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုဝင်တယ်လို့ပဲဟိမွန်တာတောင်နှမ်းကိုသွားနေရတာတွေ့ရပါတယ်။ဘာကြောင့်မလို့ဒီနေရာမှာမုတ်တုံလေးအားကောင်းလဲဆိုတာကိုကျွန်တော်တို့လေ့လာဖို့လိုအပ်လာပါတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးလို့ရှိရင်အပူအေးဖလှယ်တဲ့နေရာမှာကိုအသုံးပြုရမှာဖြစ်ပါတယ်။ကြီးမားတဲ့ပင်လယ်သမုဒ္ဒရာတွေကအပူရိမ်တွေဟာ ဟိမဝန္တာ တောင်နှမရှိတဲ့အေးရှိတဲ့နေရာကို အပူအေးဖလှယ်ဖို့အတွက်လေတိုက်ခတ်မှုတွေဖြစ်လာရင်းနဲ့ပို့ပြီးတော့မှလေစီးကြောင်းကြီးတွေဖြစ်လာတဲ့ဆိုတော့ပုံတင်လေးရှိပါတယ်။ပေ1900အထက်ကို တက်ကြည့်လိုက်မှဆိုလို့ရှိရင်ဒီမြေပြင်ကအပူချိန်တွေပင်လယ်ပြင်ကအပူချိန်တွေဟာဟိမဝန္တာ တောင်တန်းရဲ့အပေါ်မှာတွားပြီးတော့ အများကြီးပုံနေတာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါဟာအပူအေးဖလှယ်ခြင်းညမှာနဲ့လက်ရှိဖြစ်ပျက်နေတဲ့အနေအထားပါ။အဲ့တော့သမုတ်တရားနဲ့ပင်လယ်ကထုတ်တဲ့ရေငွေ့တွေဗမာပြည်မှာဘယ်လိုမိုးရွာနိုင်လဲဆက်တဲ့လေးလာကြမှာဖြစ်ပါတယ်။ဒီကနေ့21ရက်နေ့မှာ ကိုကိုကျွန်းကနေပြီးတော့မြမကံယိုရန်တစ်ချောက်လုံးမှာ နေရာကွက်ပြီးတော့မိုးတီးထန်စွာ ရွာသွန်းနေတဲ့အတွက်ကြောင့်မလို့မုံပြင်းနဲ့တနင်္လာရီတိုင်းမှာမိုးရေချိန်တက်သမ၄လက်မှစစ်တောင်းမြေဘွားမှာမိုးရေချိန်တက်လက်မှရရှိပြီးတော့မြန်မာပြည်အလဲပိုင်းမှာမိုးအနှဲငယ်ပါသွားတာတွေ့ရပြီမယ်လေရခိုင်ပြည်နယ်နဲ့ချင်းတောင်တန်းအစပ်မှာတော့မိုးရေချိန်၃လက်မလောက်ထိမိုးသဲထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေရှိပါတယ်ထို့အတူချင်းတောင်တန်းသခိုင်တိုင်းအထက်ပိုင်း ကချင်ပြည်နယ်အောက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်တို့မှာဆိုလို့ရှိရင်တော့မိုးရေကြီးတက်တမ6လမဝန်းကျင်ရရှိပြီးတော့နေရာခွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ရှမ်းပြည်နယ်အရှေ့ဘက်ချမ်းမှာမိုးရေကြီး3.5လောက်အထိနေရာခွက်ပြီးတော့မိုးကြီးနိုင်တာကိုသတိပေးလိုပါတယ်တနင်္ဂနွေနေ့22ရက်နေ့မှာတော့တနင်္လာရီတိုင်း တစ်ခုလုံးဟာငိုးရရင်6လမလောက်ထိရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့တောင်ပြိုခြင်းတရားပြိုခြင်းတောင်ကြီးမှာနေထိုင်တဲ့လူတွေအတွက်ရှောင်ရှားဖို့အတွက်သတိပေးပါရန်မြတ်တာရခမှာသို့တူအေရဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်ရခိုင်ပြည်နယ်ထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းအနောက်ပိုင်း စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့သတိထားမယ့်နေရာကတော့ရွှေဘိုနမ်တူမြကြီးနာချင်းတွင်းမြို့တစ်လျှောက်မှာမိုးရေကြီးလေးလမလောက်အထိ နေရာကွက်ပြီးတော့မိုးသီးထနိုင်တဲ့အရထားမျိုးရှိတယ်လို့ပဲရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာလည်းမိုးရေကြီး 3လက်မကနေပြီးတော့3တသမ5လက်မလောက်ဒီနေရာကွက်ပြီးတော့မိုးတီးထန်းသွားရွာနိုင်တဲ့အနေအထားရှိပါတယ်23ရက်နေ့ရောက်တဲ့အခါမှာတော့မြမာပြည်အထက်ပိုင်းမှာမိုးနှဲငယ်ပါသွားတဲ့ဆိုပေမဲ့လည်းချင်းပြည်နယ်နဲ့စကိုင်းတိုင်းစစ်ဆတ်ဒေသချင်းတောင်တန်းစကိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ထို့အတူကရင်ပြည်နယ် မွန်ပြည်နယ်သတင်းဓာတ်ရိုက်တိုင်းတို့မှာနေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးတီးထန်နိုင်တဲ့နေသားရှိပါတယ်မိုးရကြိမ်လေးလမလောက်ထိရွာသွန်းနိုင်တဲ့နေသားဟာအနေရပြရောက်နိုင်တဲ့နေသားဖြစ်ပါတယ်လာမယ့်24ရက်နေ့မှာတော့မြမပီ11ဘိုင်းကမန္တလေးနဲ့နေပြည်တော်မှာလွဲပြင်းကြံတဲ့တိုင်းနဲ့ဒေသတွေမှာ နေရာကျဲကျဲမိုးရွာသွန်းပြီးတော့ဒီအွားရောင်ပြနေတဲ့ကချင်ပြည်နယ် ၊သကိုင်းတိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊မန္တလေးတိုင်းတို့မှာဆိုလို့ရှိရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသဖြင့်သကိုင်းတိုင်းထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာမိုးရေချိန်၃လမထို့တူသကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှမ်းပြည်နယ်အရှိမြောက်ကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းအောက်ပိုင်းပဲခူးတိုင်းအောက်ပိုင်းမှာ မိုးရေချိန်3.5လောက်ထိ ရုတ်တရက်မိုးကြီးခြင်းနဲ့ညဆန်ရဝယ်ရှိပါတယ်ဒီကနေ့21ရက်နေ့ကနေပြီးတော့မှ26ရက်နေ့အထိရနိုင်တဲ့မိုးရေချိန်ကို ခမန်းကြည့်တဲ့အခါမှာမြန်မာနိုင်ငံအနှံ့အပြားမှာမိုးရေချိန်6လမကနေပြီးတော့9လမနီးပါးရရှိနိုင်တဲ့အနေအထားဆိုလို့ရှိရင်တော့ရေကြီးနေတဲ့ဒေသတွေရေကြီးနိုင်တဲ့ဒေသတွေမှာကျွန်တော်တို့မိုးရေကြီးခြင်းနဲ့ ရင်ဆိုင်ရဝယ်ရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာ မိုးရေချိန်15လက်မကနေပြီးတော့16လက်မလောက်ဒီရနိုင်တဲ့အနေထားအားလုံးပြင်ဆင်ကြဖို့အတွက်မြစ်တာရက်ခံပါတယ်ကျွန်တော်တို့ရဲ့လူကျွတ်နေတဲ့ဆင့်တဘာဝဘေးအန္တရာယ်အတွက်မျှဝေပေးသလိုပဲအင်တာနက်မရှိတဲ့နေရာတွေအတွက်ကိုဆိုလို့ရှိရင်လည်းကျွန်တော်တို့ MP3 file လုတ်ပြီးတော့ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ကျွန်တော်တို့ထုတ်လွှင့်ပေးနေပါတယ် ကျေးဇူးတင်ပါတယ်အားလုံးတဘာဝဘေးအန္တရာယ်ကြမှာကင်းဝေးကြပါစေခင်ဗျာ